ဒူရီယောက်ကိုမုံလို့တိုင်တခါမဲတယ်အကုန်လုံးတိုင်မြင်ရတာပဲဗောနော်အကုန်လုံးတိုင်မြင်ရတာအဓိကတော့ကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်တိုင်မြင်ရတာဗောချောနဲ့သူကတော့ဟိုဖြစ်ပါတယ်သူအကုန်လုံးတနာနေတာခုနကတော့ကြည်ရင်းနဲ့နည်းနည်းတော်တော်ဝမ်းလဲပြီးတော့မကြည့်ပါရောနဲ့ထွက်သွားပြီသူလည်းနေရွှဲဗောနေအဲ့ဒီအပြူမူတွေကငါ့ကိုပြန်ပြန်တင်းလာစေတယ်ရိုက်နေရိုက်နေနဲ့ တော့ကျွန်တော်ဘာဖြစ်လဲဆိုတော့အောင်မြင်စနေလိုက်တာကွာလို့အဲနည်းနည်းထပ်ပြီးတော့လုံလိုက်ခြင်းလေးတဲ့ရုပ်မှန်လိုက်ခြင်းလေးသူဒီရောက်ကိုမုံလို့တိုင်တခါမဲတယ်ပါ။နာကြီးစိမ့်နဲ့နှလုံးသားကိုဖြတ်ရိုက်ပါအခါခါသိ။ကျွန်တော်ကအဲအောင်မြတ်ဆံကိုမုံဘူးပြ။ကျွန်တော်ကကြိုက်တယ်။ အဆက်ပေါ်လာကလေးကအဲသူကဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဟိုသူကအဆက်မှာကောင်းတယ်အဲနောက်မှာမကောင်းတချို့ကကြတော့အဆက်မှာမကောင်းနောက်မှာကောင်းတယ်သူကအဲ့လိုမဟုတ်ဘူးသူကဆက်ပေါ်လာကလေးကိုကဟိုပြီးတဲ့အထိကိုသူကမကောင်းလားမကောင်းလားသူနောင်တာလည်းမရဘူးသူမှန်တယ်အကုန်လုံးလားဆိုတော့အဲကျွန်တော်အဲ့ဒါကိုကြိုက်တာပေါ့နော်ကျွန်တော်အဲ့ဒါအဲ့ဒါလေးကိုရိုက်မယ်ဆိုတော့ကျွန်တော် ကျွန်တော်ရိုက်နေရိုက်နေနဲ့နဲတယ်လို့ကျွန်တော်ခံစားမိတယ်။အော်အောင်မြတ်ဆိုနဲလိုက်တာကွာလို့အဲနည်းနည်းထပ်ပြီးတော့လုံလိုက်ခြင်းသေးတယ်။အဲရုပ်မှန်လိုက်ခြင်းသေးတယ်။သူကအရန်ချစ်ပြီးတော့ရန်နာကြီးရဲ့ဒါပေမဲ့သူကသူချစ်တာကိုလည်းတအားကြီးမပြဘူး။နူးနူးညံ့ညံ့နဲ့ဒါမျိုးဒါပေမဲ့သူ့ရဲ့လုံရက်တွေသူ့ရဲ့လုံပုံတွေကကြတော့ဒီတကားလုံးကိုကြည့်လိုက်ရင်ကြတော့သူဒီ သူဘလို့ဖြစ်နေလဲဆိုတော့မြင်တွေ့ရမှာပေါ့နော်ပြီးတော့ तू ကဟိုလူမိုက်လည်းမဟုတ်ဘူး तू ကအာစိတ်သက်သိမကောင်းစိတ်သက်စိတ်သက်သိမကောင်းစိတ်သက်သိမကောင်းသူမိသားစုကိုလည်း तू ဂယူမဆိုင်ဘူးသူတခြားလူကိုမပြောနဲ့သူမိသားစုကိုလည်း तू ဂယူမဆိုင်တယ်လို့သူမိသားစုကသူဖေရောအမေရောကြံရဲဟိုအရဘသူမှဂယူမဆိုင်ဘူးသူရဲ့အတ္တပဲဒီကောင်ကသူမှန်တယ်ထင်ရင်လုံးဝနောင်တမရဘူး သူ့ရဲ့စိတ်အတွင်းဟောကသူကအဲ့ဒါပဲသူကအမှန်တရားကိုလည်းသူလက်မခံနိုင်ဘူးလက်မခံဘူးဘာဖြစ်လို့သူမှန်တယ်ထင်တယ်အတွက်သူကလုံမှာပဲတဲ့မှာမှားနေတဲ့ဟာတွေလည်းသူနောင်တမရဘူးသူဆက်သွားမှာပဲမြစ်တာထားမဲ့ကြံတိုင်းနေအဲ့ဒီအပြုံမူတွေကငါ့ကိုပြန်ပြန်တင်းလာစေတယ်ကျွန်တော်အဲ့ကိုရောတာကျွန်တော်ဒီကားရဲ့ ရိုက်ဖို့ဘောနော်ဟိုဆက်တဆက်ရှိတယ်ဗောအဲအဲ့ဒါ ਨੇ ကျွန်တော်တို့စကားပြောကြတော့ရင်းဆုံးကျွန်တော်ဒီဟာဒီအကြောင်းအခုဇလန်းအကြောင်းကျွန်တော်ပြောပြပြောပြတော့ကျွန်တော်နားထောင်ပြီးတယ်ပြီးရဲသွားတော့ဟိုရတာမြေအဲနေဝင်းရိုက်မလားဗောရိုက်ရဲလားဗောနော်သူကကျွန်တော်အဲ့ဒါမေးပြီမြေကျွန်တော်သူပြောကြတဲ့ဟိုကကျွန်တော်ရိုက်ချင်တယ်ဇလန်းကောင်းတယ် ဇလက်အရန်ကောင်းတယ်သူပြောတဲ့အခါမှာကျွန်တော်သာရာလေးနာရာလေးကျွန်တော်ခေါင်းထဲမှာမရှိတော့ဒီအောင်မျက်ဆံ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 ဆိုကျွန်တော်ခေါင်းထဲမှာအကောင်ရောက်လာပြီးတော့သူပြောပြီးတော့ကျွန်တော်မရိုက်ဘူးပြိုင်းထားတာ6လလောက်ရှိကျွန်တော်ဒီချိန်လုံးရိုက်ခြင်းကျွန်တော်အကောင်ခေါင်းထဲကကျွန်တော်ထုတ်လို့မရဘူးပြန်အဲကျွန်တော်ဖုန်းဆက်တယ်ဘယ်တော့ရိုက်မှာလဲဘယ်တော့ရိုက်မှာလဲဘယ်တော့ရိုက်မှာလဲအဲ့လိုပြောပြီးပြောမှာအဲရိုက်ခံနေကျွန်တော်တို့ကို2လလောက်နေတော့ meeting ခေါ်တော့ အောင်မြတ်ဆန်အတွက်ကျွန်တော်သူ့ရဲ့အထာလေးတွေပေါ့နော်ကျွန်တော်လှုပ်ချင်တယ်ပေါ့။နောက်ဒီကောင်အမတို့လည်းမြင်ခဲ့မှာပဲမျက်ခုံးပင်တာတွေစိတ်တောင်းဒီလိုတောက်တာတွေအတန်နဲ့နဲ့လေးတယ်စကားပြောတယ်။အဲအဲ့ဒါတွေပဲကျွန်တော်ပြောပြတာပေါ့နော်။ပြောပြတော့သူတို့အဲ့ဒါလေးထက်ယူပြီးတော့ကျွန်တော်နဲ့လိုက်အောင်သူထပ်ပြီးတော့ဇညွန်းကိုထပ်လှုပ်ပြီးရယ်ပေါ့နော်။ဇလန်းဇညွန်းကိုစကားပြောမဲ့ပုံစံတွေပဲဘယ်နေရာမှာဘာလို့မှသူတို့ထပ်လှုပ်ပြီးထပ်လှုပ်ပေးပြီးတော့ကျွန်တော်ချတော့တာပဲ။ချတော့ အဲ့နဲ့ကျွန်တော်တို့ကပြီးတော့ဒီဇလန်းကကျွန်တော်၁၀နှစ်ကြော်ကြော်လောက်အတိုင်းအတာရှိတာဟုတ်၁၀နှစ်ကြော်ကြော်သူ့ရဲ့စပေါ်လာကနေကျွန်တော်ဇက်သိန်းဖြစ်သွားတဲ့အထိကသူကနှစ်ကာလအပိုင်းချရှိရဲနှစ်ကာလအပိုင်းချရှိရဲအတွက်ကျွန်တော်ဒီကားထဲမှာဆိုရင်ကျွန်တော်ဇပင်ကိုကျွန်တော်ကကျွန်တော်ဇပင်အရှိနှစ်မျိုးကျွန်တော်သုံးရတယ်အတုအတုနှစ်မျိုးသုံးရတယ်အဲ့ဒါတွေရောပြီးရင်ကျွန်တော်တို့ဒီအသားအရည်တွေပြီးရင်ဒုတ်ကောက်တွေဖက်နှက်တွေနှက်ခမ်းမွေးတွေ အကုန်လုံးတည်တည်ကြကြစဉ်းစားပြီးတော့ဒီဒီအောင်မြတ်ဆန်အတွက်တကယ်ကိုပြင်ဆင်ပြီးတော့မှဒီကောင်းကိုကျွန်တော်ကြိုးစားပန်းစားနဲ့ကျွန်တော်အကောင်းဆုံးတက်တလောက်မှတ်တလောက်လေးနဲ့ကြိုးစားပန်းစားငါသားရာခုတ်ပစ္စည်းမဟုတ်ဘူးနေပြန်တော့ခြေတော်ထောင်းနေတော့နေပြရမှာဆိုတော့ကျွန်တော်အဲ့ဒါကိုဘန်းမှာလည်းအဲ့ရပိုင်းတွေ့ရသေးတယ်အဲ့လိုမျိုးဘာလဲတော့မသိဘူး အဲ့ကြပိုင်းတွေ့ရကျွန်တော်2မျိုး3မျိုးလောက်တွေ့ရကျွန်တော်ကျွန်တော်လည်းနည်းပါးထက်ထွင်လေအဲ့ထက်ထွင်လိုက်တော့ကျွန်တော်အိမ်ပါ9မျိုးလောက်ကျွန်တော်မျိုးစုံရှောက်ကြည့်ရပါတော့အရင်လူတွေလည်းရီပေါ့အဲ့မှာရီရောအဲ့နဲ့ဒီတဲ့ကဟာကိုကျွန်တော်ကြိုက်သွားတာပေါ့နော်အယုံမို့ကောင်းလားလို့ဆိုပြီးကျွန်တော်ရှောက်ပြအဲ့မှာအကောင်းနေဆိုတော့ကောင်းနေဆိုတော့အဲ့ဒါကိုအဲ့ဒါကိုကျွန်တော်ကျင့်ပါတယ်ကျင့်သွားပြီးဒီကောင်အဲ့ setting လေးကြောက်သွားရင်တော့အဆင်ပြေတယ် နော်စတင်သူကီးလေးတီးသွားရင်တော့ကုတ်ကုတ်လေးရသွားပြီဆိုတော့အဲဖုန်းပေဖြစ်တယ်ဆိုအဲရသွားအဆင်ပြေသွားတော့ဂျိုင်းတော့ကန်တဲ့အဲကောအဲအတဲဝင်ပေါ့အော်တိုအော်တိုဖြစ်လာအကုန်လုံးတိုင်မြင်ရတာပဲပေါ့နော်အကုန်လုံးတိုင်မြင်ရတာအဓိကတော့ကျွန်တော်အမျိုးသမီးတွေကျွန်တော်တိုင်မြင်ရတာပေါ့ချောနဲ့အဲအငယ်ကြီးဟိုဒီမှာအဆင်ပြေတာဘာလားညာလားဆိုအဲရည်တဲ့ဟာလည်းရည်ပေါ့နောက်ကျတေချာရှောက်ပြတော့ညွန်စာကောင်းလာလို့အဲကောင်းနေတယ်သူကတော့ဟိုပါဖြစ်ပါတယ် သူအကုန်လုံးတနာနေတာအဲရိုက်ခွေးမှာတော့မမရတော့အဲပထမဆုံးစားရိုက်တဲ့နေ့မှာတော့သူပြောတာမကြည့်ရဘူးလေကြောက်ကြောက်ဖို့ပါဟုတ်နေတယ်ဇလန်းဇလန်းကတော့သူကကြိုက်တယ်အကြိုက်တယ်အကုန်လုံးတနာနေတာဒီစကားကလည်းအနေမြင်တတ်ကြရင်ဒါအများတော့လေခုနကတော့ကြည်ရင်းနဲ့နည်းနည်းတော်တော်ဝမ်းလဲပြီးတော့မကြည့်ပါရောနဲ့ထွက်သွားသေးတယ်သူလည်းနေရွှဲပေါ့ဘာလို့ဖြစ်မရှိရဲ့ဆက် ကျွန်တော်လည်းကြိုက်တယ်ဆိုတာကျွန်တော်တို့ဟိုအစ်စ်လည်းဖြစ်တယ်လေပြီးတော့ကာရာအရမ်းမှိုင်နေတယ်အဲ့တော့ကျွန်တော်ဖြီးမလားဆိုတော့အမရဲ့ဘာလို့မလဲနှမျောစရာကြီးဖြီးလိုက်ရင်ဒီရမှာတည်သွားတာတို့ကောင်းသွားတာတို့အဲ့ရုပ်တိပါမရှိဘူးအဲ့တော့ချတော့မဖြစ်လေဟိုကျွန်တော်တို့ပြောတဲ့ကအဲ၅လပိုင်း၂ရက်နေကြရင်မြန်မာတိုင်းနိုင်ငံလုံးမှာယုံကြည်ပြသမှာဖြစ်ပါတယ်အဲ့တော့ အအချက်တွေလည်းပါတယ် tradition တွေလည်းပါတယ်အမုန်းတွေလည်းပါတယ်အကျမ်းတွေလည်းပါတယ်နူးညံ့တာတွေလည်းပါတယ်ရိုင်းဆိုင်တာတွေလည်းပါတယ်ဒီထဲမှာအကုန်ရောထွေးပြီးတော့เนาะဖြစ်လာဆိုတော့ပြည်သက်ကြီးလာရောက်ကြည့်ရှုအားပေးပြီးတော့ဝေဖန် သုံးသပ်ပေးပါလို့ကျွန်တော်မြေတားရက်ခံပါတယ်ခင်ဗျာအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးပါ